နောက်တစ်ခုကကြာလို့ရှိရင် some people are amazing ဆိုပြီးပြောတယ် some ရဲ့အတိုက်ပဲချက်တော့ပြောပြကြည့်တချို့ဆိုတာဘလောက်လူအရေအတွက်ဘလောက်လောက်ကိုပြောတာလို့ထင်လဲအနေပေါ့ဟုတ်ကဲ့အခုဒီခါကျုံတော့ဘောနော်ပြပြပေးမယ် a few ကနေစမယ် a few ဆိုလို့ရှိရင်လေအဲ့ဒါအာ2ယောက်3ယောက်လောက်ပဲရှိရဆိုလို့ရှိရင် a few နဲ့သုံးလို့ရတယ် အဲ့ဒါမှမာဒီအဲ့ထဲနည်းနည်းလေးပို့များခြင်းတယ်ဆိုလို့ရှင် sam som sam sam ဆိုလို့ရှင်သူ့ရဲ့သဘောတရားအရာဆိုလို့ရှင်လူ9ယောက်လောက်အရေးအတွက်9ယောက်လောက်ရှိတယ်လို့ထားပါတော့ဒါမှမဟုတ်10 9ယောက်ကနေ9ခုကနေ10ခုထိကြားရှိတယ်ဆိုလို့ရှင်အဲ့ဒါကို sam သုံးလိုက်ဒါရေပုံကပြောတာနော်ဒီမှာကနန်းနဲ့အဲ့လိုမျိုး statistic နဲ့တိတိကျကျပြောမှပဲဘယ်ရေအတွက်လောက်ကို sum သုံးရမလဲဆိုတာသိသွားမှာမလို့အခုလိုမျိုးဥပမာနဲ့ပြပြတာ စမ်းပြီးလို့ရှိရင်ဘာရှိလဲဆိုလို့ရှိရင်တော့ several ဆိုတဲ့ဟာလည်းရှိသေးတယ် S E V E R A S several several ဆိုလို့ရှိရင်10ခုကအဲ10ခုကနေ15ခုအဲ့အကြောင်းကိုတုံးလိုက်နောက်တစ်ခုက many many ဆိုလို့ရှိရင်တော့အရေအတွက်တွေအဲ့အခု20ကနေရေအတွက်လို့မရတဲ့အရေအတွက်တွေကို many လို့တုံးရတယ်ဆိုအဲ့ဒါကြားလို့ရှိရင်ရာနဲ့ချီထောင်နဲ့ချီဆိုလို့ရှိရင် many ပဲတုံးရမှာဟော many people are estimating အဲ့ဒါမှမှန်မယ် so some people လို့ပြောလိုက်ခြင်းအပြင်က3လောက် ဒါမှမဟုတ်ဒီငါလူဆယ်ယောက်လောက်ကပဲဒီပျောက်နေတယ်ဆိုပြီးတော့တည်င်းမားကိုပေးရရောက်တယ် international stage မှာ